ရီယယ်မက်ဒရစ်တင်းရဲ့တောင်ပန်ကစားသမားဗီနီရှိယပ်ဂျူနီယာတယောက်အတင်းကနေထွက်ခွာသွားနိုင်လားအားလုံးပဲမင်နာဝါနဲ့ပြည်တော်ကြပါစေမင်းနိုင်ဖော်ဘောတောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့အခုရက်ပိုင်းမှာခက်ဆိုက်ဆိတ်ထွက်နေတဲ့သတင်းလေးတစ်ခုကိုကျွန်တော်တို့နည်းနည်းလေးခေါင်းစဉ်တက်ပြီးတော့ဆွေးနွေးကြည့်အောင် အာဒါကတော့သတင်းတွေတော့လျှောက်တန်ရယ် Daily Mirror မှာလည်းဖော်ပြတာရှိရယ် Daily Mail တို့ပြီးလို့ရှိရင်လည်းကျွန်တော် Fabrizio Romano တို့ကတချို့ချို့သောသတင်းတွေမှာဖော်ပြထားတာလည်းရှိရယ်ပေါ့နော်။ဘာလဲဆိုလို့ရှိရင်တော့ Real Madrid တင်ရယ်ဘယ်တောင်မန်တိုက်စစ်ကစားသမားကမ္ဘာအကောင်ဆုံးဘယ်တောင်မန်တိုက်စစ်ကစားသမားရယ်တယောက်လို့ပြောလို့ရတယ်။ Finisher Junior ပေါ့နော်ဒါအသက်24နှစ်အရွယ်ရှိတဲ့ Finisher Junior တယောက်အတင်းရနေပြီးတော့ထွက်ခွာသွားနိုင်ရည်ရှိလားဆိုတဲ့မေးခွန်းလေးကိုကျွန်တော်တို့နည်းနည်းဖြေရမယ့်အချိန်တခုတော့ရောက်လာပြီပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ရက်ပိုင်းလေးတွေကပဲအကုန်လုံးအသိထားမြင်ပါပါဇာဗီအလွန်ဆိုတဲ့သူနဲ့အဆင်မပြေတဲ့ကိစ္စလေးကိုကျွန်တော်မြင်တွေ့ခဲ့ရလေးရှိတယ်။အဲ့ဒီနောက်ဆက်တွဲအနေနဲ့ဒါတို့ရဲ့ဒီအသင်းတွင်းပြဿနာတွေရှိတယ်လို့ဘာလို့ဒီနေ့လောက်လျှောက်တက်လာလဲရှိသလိုဒါနောက်ွယ်မှာသွားပြီးတော့ Finisher က ီဇာဗီလွန်ဆိုတဲ့နီးပြအဖွဲ့ဝင်တွေကိုတွားပြီးတော့တောင်းပန်ခဲ့တာရှိတယ်။ဘာညာဆွေးပြောထားတာလည်းရှိတယ်ဆိုတော့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့အဆင်ပြေသွားတယ်ပေါ့ဗျာ။အဲ့ဒီသတင်းတွေကိုတော့ကျွန်တော်တို့ဒါခေါင်းစည်းသတင်းအနေနဲ့ပြန်ပြီးတက်လာရတယ်ကျွန်တော်တို့တွေးကြရတယ်။ဒါပေမဲ့ တောင်းပန်လိုက်တယ်ဆိုပါစေကောင်သူတို့နှစ်ယောက်စလုံးရဲ့ဆက်ဆံရေးကတော့ကျွန်တော်အမြင်အရပြောရမယ်ဆိုအရင်ကြီးအဆင်ပြေတဲ့ထင်မှာမပါဘူးပေါ့နော်အဓိကကတော့ Venetia Junior ရဲ့ manners တွေပေါ့နော် attitude တွေအဲ့လိုစားတွေကတချို့လူတော့အပိုင်းတွေမှာမိပြတယောက်အနေနဲ့လည်းမခံနိုင်တာလေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါသူ့အမားရောလည်းမဟုတ်ဘူးဗျ Xavi Alonso အမားရောလည်းမဟုတ်ဘူးကျွန်တော် Venetia Junior ကိုကြည့်မယ်ဆိုလို့ရှိရင်ဘယ်တော့အခါမှ ဟိုစိတ်အေးအေးချမ်းချမ်းနဲ့ကြီးရတာမရှိဘူးဗျာကစားသမားကကျွန်တော်တို့စပြီးတော့နာမည်နည်းနည်းကြီးတာကလေးကအဲ့ဒီအချိုးပဲဖြစ်နေတာအခုချိန်ဒီကိုဒီအချိုးကိုမပြောင်းနိုင်ဘူးပေါ့နော်သူ့ရဲ့အဲ့ဒီ aggressive ဖြစ်တယ်ပြောရရင်မဟုတ်မခံဖြစ်တယ်တခုဆိုလို့ရှိရင်ရန်ရှာခြင်းနဲ့ အဓိက attitude အရင်မကောင်းတဲ့ပြဿနာပေါ့နော်ဆိုတော့အဲ့လိုပြဿနာတွေကို Real Madrid ကလည်းအခုနောက်ပိုင်းမှာတော်တော်လေးစိတ်ကုံစားပြုနေပြီဆိုပြီးတော့ပြီးခဲ့တဲ့လရဲ့တုန်းကတစားတစားကြားနေရတော့ရှိရတယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုတခြားအသင်းရဲ့ပွဲစဉ်တွေနဲ့ဘာညာနဲ့အဲ့လိုမျိုးရှုပ်နေရတော့ကြောင့်ကျွန်တော်မပြောပြဖြစ်တာပေါ့နော်အဲဒီနေ့မှလာပြီးတော့ဒါကိုပြောပြရဲဆိုတော့လေအခုလက်ရှိ Vinicius Junior အသင်းပြောင်းနိုင်ကြီးရှိတယ်ဆိုတဲ့တဲ့င်းခက်ဆဲဆဲထွက်နေရတော့ကြောင့်လာပြီးတော့ဆွေးနွေးရတဲ့သဘောပေါ့နော်ဆိုတော့ဒါကဒီဘက်တစ်ချမ်းပေါ့နော်ဆိုတော့ Xavi Alonso ဘက်ကကြည့်မယ်ဆိုလို့ရှင်လေသူ့ရဲ့နေစနစ်မှာက तू က ရှင်းနေပြသူကအဲ့လိုမျိုးအပိုသာသာလောက်တော့အရန်ကြိုက်တဲ့နည်းပြတာမှာမပါဘူးသူကလီဗာပူးဆန်မှာဆိုလို့ရှိရင်လည်းဒီဘန်မြူနစ်တို့ဘာလို့ကြော်ပြီးတော့ချန်ပီယံဖြစ်ခဲ့တဲ့နှစ်မှာဆိုရင်လည်းသူ့ရဲ့ကစားပုံကဘယ်လောက်ထိ effect ဖြစ်ပြီးတော့ထိရောက်လဲဆိုတာအကုန်လုံးသိရတဲ့အတိုင်းပဲသူကတီဂီတာကာဘာညာအဲ့လိုမျိုးဘာညာမဟုတ်ဘဲနဲ့သူက ိုဘောလုံးကိုအတားကြီးရအောင်ယူမယ်ပြီးပြီဆိုလို့ရှိရင် numbers တွေအများကြီးနဲ့ဆော့ကစားသွားပြီးတော့အပွဲတစ်ပွဲကိုထိန်းချုပ်ပြီးတော့အနိုင်ယူမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တူးချင်းတယောက်ချင်းကောင်းတာထက်စားလို့ရှိရင်တော့သူကအတင်းလိုက် team mock ကိုပို့ပြီးတော့ဦးစားပေးတဲ့နည်းပြတယ်မှာပါတယ်အเจ้าမလို့ Vinicius Junior ချို့ချို့သောပိုင်းတွေမှာခုနကျွန်တော် ပြောလိုက်သလိုပဲ attitude မကောင်းတာတွေလည်းရှိတယ်အဲဒါလူကြီးနဲ့စကားများတာတို့တစ်ဖက်ပြိသက်တွေနဲ့ဆော့ပြီးတော့ရန်ဖြစ်တဲ့ပုံစံမျိုးတွေတို့အเจ้าမလို့အကုန်လုံးမမိပါပါတခါတော့ဘယ်ပွဲတော့လည်းမသိဘူးသူ goal သွင်းသွားပြီးတော့ ဒီနီးပြောက်ဒါလူကြီးကိုသွားပြီးတော့ဆဲမယ်ဘာညာလို့တော့မှ ခလျံအမ်ဘာဘေးကနေပြီးပါဇက်တွေပါလှမ်းပြီးပိတ်လိုက်ရတယ်ပါမမြုံမလို့ထင်တယ်အဲ့လိုအနေထားမျိုးတွေကြောင့် Finisher Junior ဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးအဲကျွန်တော်တို့ဒီအတင်းဘက်ကကြည့်ပြီးတော့သူ့ကိုပြောမယ်ဆိုလို့ရှိရင်လည်းအဆင်မပြေတဲ့အနေထားတွေကများတယ်ဗျာအဲ့လိုအနေထားဖြစ်တဲ့ကြောင့် Zavion ဆိုရလေသူ့ကိုနောက်ပိုင်းပွဲစဉ်တွေမှာသူ့ရဲ့အရေးပါအရာရောမှုတဖြည်းဖြည်းနဲ့ short ချလာတာကိုတွေ့ရတယ်နောက်ပိုင်းတွေမှာဆိုလို့ရှိရင်အကုန်လုံးသိထားမိမှာပါ Zavion ဆိုလူစားလဲမယ်ဆိုလို့ရှိရင် Finisher Junior တယောက်အနေနဲ့အများကြီးအလဲခံတယ်မှာပါတယ်ဗောနော်ကွင်းထဲမှာဆိုလို့ရှိရင်ပုံမှန်ကြံခဲ့ ဲ့မှာတော့ဒါခက်လီရဲ့အမ်ဘာပေတို့ဂျမ်းမယ်ဘယ်လင်ဂန်တို့ပေါ့ဂျမ်းမယ်ပြည့်ပြည့်ဆိုလို့ရှိရင်အာဒါဂူလာတို့ဂျမ်းမယ်ဒါပေမဲ့အာဒါဂူလာကိုလည်းချက်ချက်လဲပါတယ်ဆိုတော့အဲ့လိုမျိုးပင်တိုင်ထားတဲ့ကစားသမားတွေရှိတယ်ဒါပေမဲ့ Vinicius Junior အဲ့လိုသဘောမထားတော့ဘဲနဲ့သူကလဲမယ်ဆိုလို့ရှိရင် Vinicius Junior ကိုထုတ်ပြီးလို့ရှိရင် Rodrigo ကိုထည့်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုနေသားမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဒါ Xavi Alonso ဘက်ကလည်းဒီ Vinicius ကိုဒီအခန်းကဏ္ဍကိုတဖြည်းဖြည်းနဲ့ short ချနေရဆိုတဲ့ပုံစံမျိုးမှာရှိတယ် အကြောင်းမလို့ဆက်ဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှင်တော့စာချုပ်တစ်ကိစ္စကလည်းအခုချိန်ဒီကို Vinicius Junior နဲ့ Real Madrid နဲ့ကလည်းအဆင်မပြေသေးဘူးဆိုတော့ Real Madrid ဘက်ကပေးနိုင်တဲ့ amount တခုကလည်းရှင်းနေဟုတ်တော့လည်းဟုတ်တယ်ဗျခိုင်လီယံအမ်ပါပေလိုမျိုးဘက်ဆောင်အရန်ကောင်းနေတဲ့ကစားသမားအခုလက်ရှိအချိန်မှာဗျကမ္ဘာအကောင်းဆုံးနဲ့ကစားသမားတယောက်ကို ထိုးပြပါဆိုလို့ရှင်တော့ကျွန်တော်ကတော့ခိုင်လီယံအမ်ပါပေကိုပဲထိုးပြရမှာမဟုတ်ဘူးလဲဆိုတော့တူးချင်းတယောက်ချင်းအကုန်လုံးတက်တယ်ဗျတယောက်တည်းဆွဲပေးမလားတယောက်တည်းတောက်လျှောက်ဂိုးသွင်းမလား အဲ့ဒီမှာ finishing လာပြီးတော့ဒီအဝေးကန်ချက်တွေလာအပြေးတစ်ပေါက်လာအကုန်လုံးသူ့တယောက်တည်းစီဘောလုံးရောက်သွားပြီဆိုလို့ရှင်ဂိုးဝါမယ်ဆိုတဲ့ခံစားချက်ကဆယ်ကာမှာဆိုရင်ကိုးကလောက်ကခံခံစားရတယ်အအပိုစားသားလဲဒီခိုင်လီအမ်ဘာဘေးကနောက်ပိုင်းမှာတိတ်ပြီးတော့မလုပ်ဘူးပေါ့နော်အဲ့လိုအနေအထားမျိုးတွေကြောင့် finishing junior နဲ့ရှင်မယ်ဆိုလို့ရှင်ခိုင်လီအမ်ဘာဘေးကအများကြီးပို့ပြီးတော့တာနေရဆွဲနေတာမျိုးရှိတာဖြစ်တဲ့အတွက်သူ့ကိုလာစားတယ်အများကြီးပို့ပြီးတော့ပေးထားတယ်ဒါပေမဲ့ finishing ဘက်ကကျတော့ဒီအမ်ဘာဘေးကနေလာစားမျိုးသူကလိုချင်တယ် လိုချင်တယ်ဆိုရင်မဲ့လေ Real Madrid ဘက်ကပေးနိုင်တဲ့အမောင်းကတော့သူကကော်တော့ကော်တာပေါ့ဗျာဒါပေမဲ့လည်းမနှဲတဲ့အနေအထားတစ်ခုမှရှိတယ်ဒါပေမဲ့ Vinicius ကမရဘူးသူကတော့ဒီလောက်လာစားမှမရရင်အဆင်မပြေဘူးပေါ့နော် Vinicius ကကျွန်တော်အခုကြည့်ရမယ်ဆိုလို့ရှိရင်လေသူကတော်တော်များရတယ်မှာတော့ပါပါတယ်တပတ်ကိုပေါင်3သိန်းခွဲလား4သိန်းလားမသိဘူးအဲ့လောက်ထိရတာဆိုတော့သူက နားသာပို့လို့ခြင်းနဲ့ Real Madrid ကမပေးချင်ဘူးစာချုပ်သိကိစ္စကလည်းအဆင်မပြေသေးဘူးပေါ့နော်ဆိုတော့အဲ့လိုနေထားဖြစ်တဲ့အတွက်ကြောင့်သူတို့ကစာချုပ်သိချုပ်လို့အဆင်မပြေဘူးပြီးတော့ Venice ဘက်ကလည်းချိုးချိုးသော Manners တွေ Attitude တွေမပြေနိုင်ဘူးဆိုလို့ရှိရင်တော့ဒါသူတို့လမ်းခွဲဖို့များတယ်လမ်းခွဲသွားပြီဆိုလို့ရှိရင်တော့ဒီစာချုပ်သက်တမ်းမကုန်ခင်မှာ Venice ကိုရားတဲ့စီတစ်ခုနဲ့ ဈေးကောင်းရမယ်ဆိုလို့ရှင်တော့ရောင်းထုတ်သွားနိုင်ကြီးရှိရဲဆိုတဲ့တင်တောက်လျှောက်တက်နေရလေးရှိရဲပေါ့နော်ဆိုတော့အဲ့ဒီတင်ကတော့အခုလက်ရှိချိန်မှာတော်တော်လေး hot ဖြစ်နေတဲ့တင်တွေမှာပါလာတယ်ခေါင်းစည်းပိုင်းတင်တစ်ခုအနေနဲ့ပေါ့နော် hot topic ပေါ့ဆိုတော့အဲ့လိုအနေထားမျိုးကိုဒီလက်ရှိကြည့်နေတဲ့ပြည်သက်တွေရော Real Madrid နဲ့ Vinicius Junior နဲ့လက်ခွဲသွားနိုင်ကြီးရှိရဲလို့ထင်လားဘယ်လိုမျိုးတင်ပြဆောင်မိရလေးရှိလဲပေါ့နော် Vinicius တယောက်ကရောသူ့ရဲ့ attitude တွေ manner တွေကိုပြင်နိုင်မယ်လို့ထင်လား Xavi လုံဆိုဘက်ကရောပြောချင်တာလေးရှိတယ်အဲ့ဒီကိုယ့်ရဲ့တင်ပြဆောင်ချက်လေးအမြင်လေးကိုအောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပြလို့ရပါတယ်ကျွန်တော်ရဲ့ဒီ video လေးကို လဲကျွန်တော် YouTube မှာတင်ထားပေးပါတယ်။ Video quality ကောင်းကောင်းလေးနဲ့ကြည့်ကြင်လဲဆိုရင် YouTube မှာသွားပြီးတော့ကြည့်လို့ရပါတယ်။ကျွန်တော် channel လို့ကြားရတဲ့လဲဆိုလို့ရှိရင်လဲ like and subscribe follow နေပြီးကူညီရလို့ရပါတယ်။ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်နေဆုံးနေကြတာပေါ့။